ဒီနေ့ကိုစစ်လိတ်တလိတ်နှဲ့လိတ်လောက်ပဲတောက်တာဘာဖြစ်မှလဲတော်တော်များများဟာဒါအပန်းဖြေတာဒါမှမဟုတ်သိပြီးအန်ရည်မရှိဘူးလို့ယူဆတတ်ကြပါတယ်စစ်လိတ်တဘူးလုံးတောက်တာတဲ့အန်ရည်နဲတယ်လို့လည်းယုံကြည်ကြပါတယ်ဒါပေမဲ့တဲ့နှလုံးကိုတကယ်မေးကြည့်ရင်ဒီဖျားလုံးဝမားရင်းနေတယ်ဆိုတာတွေ့ရပါလိမ့်မယ်ဘေးကင်းတဲ့စစ်လိတ်ပမာဏဆိုတာလုံးဝမရှိဘူးလို့သူတေသနာအတိတ်ကတရားဝင်သက်တည်ပြလိုက်ပါပြီ။ အမေရိကန်နှလုံးဖွဲ့ချုပ်ရဲ့သုတေသနတစ်ခုကရေရှည်ကျန်းမာရေးလေ့လာမှု22ခုမှာလူ3သိန်းကျော်ရဲ့အချက်လက်တွေကို ခွဲခြားစစ်ပြခဲ့ပါတယ်။ဒီလေ့လာမှုကဆက်လက်တောက်တော်မှုအနည်းငယ်ရဲ့အကျိုးဆက်ကိုရှင်းရှင်းလင်းလင်းဖော်ထုတ်ပေးခဲ့ပါတယ်။ဒီနေ့ကိုဆက်လက်နှစ်လက်ကနေ၅လက်ခန့်သာတောက်တုံးသူတွေဟာလုံးဝမတောက်ဘူးသူတွေနဲ့နိုင်ရှင်ရင်နှလုံးရောဂါဖြစ်ပွားနိုင်ရေးလက်ဆတဲ့ပုံမှုများပြပါတယ်။လေးဖြတ်ခြင်းနှလုံးအားနည်းခြင်းနှလုံးတိုက်ခိုက်ခံရခြင်းများအပါအဝင် ဒီသည့်အကြောင်းကြောင်းကြောင့်မဆိုစောစီးစွာတည်ဆုံနိုင်ကြီး60ရာခိုင်နှုန်းအထိမြင့်တက်နေပါတယ်။ဒီချက်လက်တွေကဘာလို့ပြနေလဲဆိုရင်စလိကအစုတ်ကိုတမကသွေးကြောစနစ်တစ်ခုလုံးကိုပါချက်ချင်းပြားပေးပြီးပျက်စီးစေနေရကိုပြနေတာပါ။စလိနည်းနည်းပဲတောက်လဲတင့်ခန္ဓာကိုယ်ထဲမှာအစိတ်အတောက်တွေရောက်ရှိသွားတာပါပဲ။နည်းနည်းလေးဆိုပြီး short တွက်လို့မရပါဘူး။ဒီတော့ဘယ်လိုလုပ်ရမလဲ။သူ့တေတီတီရဲ့အဖြေကတော့ရှင်းပါတယ်။ လုံးဝဖြတ်တောက်လိုက်ပူပါပဲ။ကောင်းတဲ့တဲ့င်းကတော့ဆက်လိုက်ဖြတ်လိုက်တာနဲ့နှလုံးရောဂါဖြစ်နိုင်ခြင်းအန္တရာယ်တွေဟာဖြစ်ချင်းရော့ကျသွားစေနိုင်ပါတယ်။ဖြတ်ပြီးဆယ်နှစ်အတွင်းသိတာတဲ့ကျန်းမာရေးတိုးတက်မှုတွေမြင်ရပါလိမ့်မယ်။ဒါပေမဲ့ဒီမှာအလေးထားရမယ့်အချက်တစ်ခုတော့ရှိပါတယ်။ဆလိကြောင့်ဖြစ်ခဲ့တဲ့ထိခိုက်မှုတွေဟာလုံးဝပျောက်ကွင်းဖို့အချိန်ကြာပါတယ်။ American နှလုံးဖွဲ့ချုပ်ရဲ့အဆိုအရဆလိဖြတ်ပြီးသူတို့ရဲ့အနေအထားလုံးဝမတောက်ဘူးသူတို့နဲ့ကျန်းမာရေးအနေရဲ့ဒဏ်တူဖြစ်လာဖို့ဆိုရင် နှစ်ပေါင်း30ဒါမှမဟုတ်ဒီတက်ပိုးတဲ့အချင်းကိုယူပါပါလိမ့်မယ်။ဒါကြောင့်အမြန်ဆုံးဆက်လက်ဖြက်လိုက်ခြင်းကသာအကောင်းဆုံးပါ။နှစ်စောစီးစွာဖြက်လေးတစ်နှလုံးသားအတွက်အကောင်းဆုံးပါ။ဒီတော့ဒီသူတေသနာအနှစ်ချုပ်ကပါလေ။ဆက်လက်ငင်းငယ်တောက်ခြင်းဟာဘေးမကင်းဘူး။တနည်းကိုနှစ်လိပ်ပဲတောက်တော့နားလိပ်ပဲတောက်တော့တစ်နှလုံးကိုအချိန်မရွေးတိုက်ခိုက်နေတာပါ။ဒီလိလာမှုမှာ e-secret ဒါမှမဟုတ်အခြားဆေးရွက်ကြီးထွက်ပစ္စည်းတွေရဲ့အန္တရာယ်ကိုထည့်သွင်းမထားဘူးဆိုပေမဲ့ ဘလို့စစ်လေအစားထိုးပစ္စည်းမှတင်းနှလုံးကိုရေချေအတွက်အမခံချက်မပေးနိုင်ပါဘူးအကျံပေးချင်တာကတော့တင်းရဲ့ကျမကြီးကိုပြန်လဲတိဆောက်ပါစစ်လေဖြက်ရှင်ဟာတင်းဘဝအတွက်တင်းလုံနိုင်တဲ့အကောင်းဆုံးဆုံးဖြတ်ချက်ပါပဲစစ်လေဖြက်ဖို့ကြိုးစားနေသူတွေကိုအားပေးစကားလေးတွေနဲ့တင်းအတွေ့အကြုံကိုကိုမတ်မှာမျှဝေပေးခဲ့ကြပါအောင်ခင်ဗျာ